ကလကဘဖလာရရင်တောင်ဘလူးညိုဆုအတွက်စိန်ကုန်နိုင်မှာမဟုတ်တဲ့အမ်ပါပဲ။ဘရွန်ပရိသတ်တွေအများတန်းစိတ်ဝင်စားကြတဲ့ဘလူးညိုဆုနဲ့ပတ်သက်လို့ပြင်သစ်ကစားသမားဟောင်းဖလော်ရက်မာလူတာကထူးခြားတဲ့သုံးသက်ချက်တစ်ခုကိုပေးလိုက်ပါတယ်။ရီယယ်မရစ်တင်းရဲ့ပြင်သစ်တိုက်စစ်မှုကီလီယာအမ်ပါပဲဟာလာမယ့်ကလကဘဖလာချန်ပီယံဆုရရှိခဲ့ရင်တောင် ဘလုံရောစုကိုစိန်ခေါ်နိုင်အောင်မှမဟုတ်ဘူးလို့မာလူတာကပြပြတသားပြောကြခဲ့တာပါဒီတုံးတကြဘလုံလောကမှာအငင်းခုံကြီးဖြစ်ပေါ်လာနိုင်ပါတယ်အမပီယာပြီးခဲ့တဲ့ရာသီမှာရီယယ်မက်ဒရစ်တင်းအတွက်ပြိုင်ပွဲဆုံး၄၃ဂိုးအထိတွင်းယူထားခဲ့ပြီးတောက်ပါတဲ့ခြေစွမ်းကိုပြသနိုင်ခဲ့ပါတယ်သူရဲ့ဒူးချင်းဆက်ဆောင်ရေးကတကယ်ကိုအမကန်ဖြစ်ခဲ့ပြီးဂိုးတင်းတော့ကလည်းတကယ်ကိုမြင်မာခဲ့ပါတယ်ဒါပေမဲ့သူရဲ့ဂိုးတင်းစွမ်းရည်တွေရှိနေခဲ့ပေမဲ့ရီယယ်မက်ဒရစ်တင်းရပြီးခဲ့တဲ့ရာသီမှာ UEFA Super Cup နဲ့ FIFA တိုက်ကြီးများဖလားတို့ကိုသာရရှိခဲ့ပြီးကြီးကြီးမားမားဘာစုဘလားမှမရရှိခဲ့ပါဘူး ဒီအချက်ကြောင့်ပဲမာဒူတာကအတင်းလိုက်ဆူပလာတွေရရှိခဲ့ကြတဲ့ PSG တိုက်စစ်မှုဒွမ်ဘီလီနဲ့ဘာစီလိုနာကျယ်ပွေလာမရမယ်တို့လို့ကစားသမားတွေကိုအမ်ပါဘီကဘလုံးမျိုးစုတော့စိန်ခေါ်နိုင်အောင်မှမဟုတ်ဘူးလို့ထောက်ပြခဲ့တာပဲဖြစ်ပါတယ်။ဘလုံးပွဲမှာတူချင်းချီစွမ်းကရေးကြီးပေးမယ်။ဘလုံးရုပ်လိုမျိုးအစင်းမြစုမျိုးအတွက်အတင်းလိုက်အောင်မြင်မှုကပိုရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။အထူးသဖြင့်ကမ္ဘာဖလားဒါမှမဟုတ်ဥရောပချန်ပီယံလိလို့ဆူပလာကြီးတွေရရှိခဲ့မယ်ဆိုရင်ဒီစုကိုရရှိဖို့ပုံမနည်းဆက်ပါတယ်။ဒါကြောင့်မာဒူတာကသူ့ရဲ့အမြင်ကိုအခုလိုပဲရှင်းပြခဲ့ပါတယ်။အမ်ပါဘီကဘလုံးမျိုးစုတွေအများအားဖြင့်စိန်ခေါ်သူစီးရင်ဝင်ပါတယ်။သူ့ရဲ့ရည်ချင်းတွေကိုဘယ်သူမှမငင်းနိုင်ပါဘူး။ ဗီယမရီကလည်းဥရောပထိပ်သီးကလပ်တွေကဘာအဆင့်အတင်းတွေကိုရင်ဆိုင်နိုင်စွမ်းရှိပါတယ်။ဒါပေမဲ့လက်ရှိချိန်မှာတော့ဘာပေအနေနဲ့ဒူးချင်းစုတွေအတွက်တိုင်ဆိုင်မှုအချိန်ကကောင်းမဟုတ်သေးဘူးလို့ကျွန်တော်ထင်ပါတယ်။သူရဲ့ရည်မှန်းချက်ကနောက်နှစ်မှာမှပုံမကောင်းမလာနိုင်ပါလေလို့ပြောကြခဲ့ပါတယ်။ဒီတော့တစ်ချက်အရမာလူဒါဘာပေရဲ့ရည်ချင်းကိုအပြေအဝအတိမဲ့ပြုခဲ့ပေမဲ့ဒီနေ့ရဲ့ဘလူနီယိုစုအတွက်သူရဲ့အခွင့်အရေးနဲ့ပါတယ်လို့မြင်နေတာပါ။ဘာပေရပြီးခဲ့တဲ့ရာသီမှာအတင်းနဲ့စူပလာရီလွှတ်ချော်ခဲ့ရပေမဲ့သူရဲ့ဒူးချင်းဆွဲဆောင်ကြီးကတော့ထိတ်တန့်စင်မှရှိနေသေးပါပဲ။သူကလာလီကာဂိုးတွင်းဘီယန်စုဥရောပဂိုးတွင်းဘီယန်စုတွေတောင်ရရှိခဲ့ပါတယ်။ ဒါရီကတည်းကဒီဦးချင်းထူးချုံမှုတွေကိုပြသနေပေမဲ့ဘရိုနျောဆုတော့အတင်းလိုက်ဆူပလာရီကပို့ပြီးအရေးပါတာကြောင့်မာလူတာကဒီလိုသုံးသက်ခဲ့တာလည်းဖြစ်နိုင်ပါတယ်။ဘာပီယာပြိုင်ပွဲတွေမှာအတင်းလိုက်ဆူပလာရီရရှိခဲ့ခြင်းမရှိတော့ကိုမာလူတာကထောက်ပြနေတာပါ။ဘရိုနျောဆုကကစားသမားတဦးရဲ့ဒီဦးချင်းဆွဲဆောင်ရေးပြင်သူတို့ပေါင်းဝင်ကစားခဲ့တဲ့ပြိုင်ပွဲတွေမှာရရှိခဲ့တဲ့အတင်းလိုက်ဆူပလာရီပေါ်မှာလည်းများစွာမူတည်ပါတယ်။ဥရောပဖလားပြည်တွင်းလိဖလားတွေပြင်ဂျူရိုဒါမမဟုတ်ကမ္ဘာဖလားလိုနိုင်ငံတကာပြိုင်ပွဲကြီးတွေမှာရရှိတဲ့အောင်မြင်မှုတွေကဘရိုနျောဆုကိုရယူနိုင်ဖို့အဓိကချက်တွေပါပဲ။ဇာမာတူကဘလောက်ပဲဂိုးတွေသူယူနိုင်ပါစေသူရဲ့အတင်းကအဓိကဆူပလာကြီးတွေမရရှိခဲ့ဘူးဆိုရင်ဘလိုနီယောဆူရဖို့ကအလွန်ခက်ခဲပါတယ် အမဘီနေနဲ့ဒီနေ့ကလကဘဖလားကိုရရှိခဲ့ရင်တောင်ဒါအဒူဝေးချင်းစုဖလားအတွက်ကြီးမားတဲ့အားသာချက်ဖြစ်လာမှာမဟုတ်ဘူးလို့မာလူဒါကချုပ်မြင်နေတာပါ။နောက်နေ့မှမှသူ့ရဲ့ဘလွန်ရောက်စုရေမန်းချက်တွေကပိုပြီးအားကောင်းလာမယ်လို့သူကဆိုပါတယ်။ဘာပဲလို့ထိတ်တဲကစားသမားတို့အတွက်စုဖလားတွေလွှဲချော်ခဲ့ရတဲ့ရာသီတစ်ခုကဘလွန်ရောက်စုရဖို့အခွင့်အရေးကိုတိတိတတ်တတ်ချော့ချလိုက်တယ်လို့သုံးသပ်နိုင်ပါတယ်။ဒါကြောင့်ဘောလုံးပရိသတ်တွေအနေနဲ့ကတော့လာမယ့်ရာသီမှာဘာပဲရဲ့ခြေစွမ်းနဲ့စုဖလားခြေနေတွေကိုစောင့်ကြည့်ရအောင်မှာပဲဖြစ်ပါတယ်။သူ့ရဲ့ရေမန်းချက်ကြီးမားမှုနဲ့စူးစမ်းအားထုတ်မှုတွေကလာမယ့်ရာသီမှာဘလိုမျိုးအောင်မြင်မှုတွေစုခုပေးနိုင်မလဲဆိုတာကိုစိတ်ဝင်စားစရာကောင်းပါတယ်။ Okay, I'm okay.